မင်္ဂလာပါဆန်ကြီးကိုဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှလေးယာဟုတာသမီအကြောင်းကိုနည်းနည်းလေးတင်ပြချင်ပါတယ်ယာဟုတာသမီအကြောင်းဆိုတဲ့အနေအထားမှာကျွန်တော်ကယာဟုနဲ့ပတ်သက်အတိတ်ပြီးတော့တင်လေးတင်ထားတာပြည့်မရှိဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ယာဟုကလည်းဗုဒ္ဓဟူနေရဲ့ညနေပိုင်းကိုယူတာဖြစ်တဲ့အတွက်ကြောင့်တနေ့လုံးဒီဗုဒ္ဓဟူအပိုင်ဖြစ်နေတာကိုဗုဒ္ဓဟူအပိုင်ဖြစ်နေတဲ့အခါကျတော့ယာဟုတာသမီရဲ့လို့ဟို လောကဓာတ်တက်ခတ်တွေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က Yahoo သားသမီးဆိုပြီး Yahoo တက်ရောက်ကနေတက်ကြည့်လို့မရဘူး Yahoo Joe A ကနေစကြည့်လို့မရဘူးအဘုဒ္ဓဟူ Joe A ကနေပဲစကြည့်ရတာကြည့်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ Yahoo သားသမီးဆိုတဲ့အနေနဲ့ Yahoo ကိုကျွန်တော်တို့ကယူတက်ရောက်မှာပဲ Yahoo လို့ယူတာနင်းနံတယ်မှာကျတော့ကျွန်တော် Yahoo လို့မယူဘူးယူလို့လည်းမတင်တော့ဘူးပေါ့နော်မဖြစ်နိုင်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိရတဲ့အတွက် နော် Yahoo လို့တိတ်ပြီး link ထားတော့မရှိဘူးဒါပေမဲ့တချို့ကြတော့လေကျွန်တော်တို့ဒီ Yahoo တမီတာတမီကျွန်တော်ဒီကျမဒီ Yahoo တာတမီဆိုတဲ့ Yahoo ဆိုတဲ့အတွေးလေးတွေရှိတဲ့အတွက်ကြောင့်မို့လို့ Yahoo တာတမီတွေနဲ့ပတ်သက်တဲ့အကြောင်းအရင်းလေးတွေကိုလေ့လာထားတာလေးနည်းနည်းသိရအောင်လို့တင်ပြပေးချင်ပါတယ် Yahoo တာတမီတော်တော်များများကိုလေ့လာကြည့်တဲ့အခါမှာတို့ကဘာကိုတတွေ့ရလဲဆိုတော့တို့ကနည်းနည်းဟိုလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနေတတ်တဲ့အတွေးမျိုးမှရှိတယ်တချို့ကြလို့ရှိရင်စိတ်လို့ကိုလို့ လောက်ကြိုက်မယ်စိတ်လို့ကိုလို့နေထိုင်မယ်စိတ်လို့ကိုလို့ဆောင်ရမယ်ဒီလိုပုံစံမျိုးတွေကိုအများဆုံးကြိုက်ကြတယ်ယာဟုသာသမီရဲ့လူဖြစ်လာပြီဆိုလို့ရှိရင်သူတို့ကိုချုပ်ချယ်တာတို့စီကံတင်းကျပ်တာတို့တားဆီးတာတို့ပိတ်ပင်တာတို့ဆိုလို့ရှိရင်အဲသူတို့ ਨੇ ပြဿနာတက်ပြီဘာဖြစ်လို့လဲဆိုတာသူတို့ကချုပ်ချယ်တာမကြိုက်ဘူးတားဆီးတာမကြိုက်ဘူးပိတ်ပင်တာမျိုးကိုလည်းမကြိုက်ဘူးသူတို့ကိုဘောင်တစ်ခုနဲ့ထားမယ်ဆိုလို့ရှိရင်လေအဲ့ဒီဘောင်ထဲမှာသူနေရမှာအောင်အရန်ကြောက်ကြတဲ့အထက်မှာယာဟုသာသမီတွေပါတယ်ယာဟုသာသမီတွေကသူက စိတ်လို့ကိုလိုနေထိုင်နေစိတ်ကိုပိုးဟောပါနဲ့နေထိုင်ခြင်းနဲ့ပြောလို့ရှိရင်ဟိုစီးတွေဘောင်နေနဲ့နေရတာတည်းဆာလို့ရှိရင်သူကလွတ်လွတ်လပ်လပ်နော်လွတ်လွတ်လပ်လပ်နေရတဲ့အနေထားကို feast တိုင်းမျိုးသူတို့ပို့ကြိုက်တယ်ပို့ကြိုက်တဲ့အနေထားမျိုးလေးတွေရာဟုတာသမီးတွေမှာတွေ့ရတယ်တွေ့ရတဲ့အတွက်ကြောင့်ရာဟုတာသမီးတွေကသူကစိတ်လို့ကိုလိုနေထိုင်နေစိတ်လို့ကိုလိုပျော်ပါတယ်စိတ်လို့စိတ်ပေါ့ပေါ့ပါပါနဲ့နေထိုင်တတ်တဲ့လူသားမျိုးတွေမှာရာဟုတာသမီးတွေကိုတွေ့ရတယ်နောက်တစ်ချက်ကရာဟုတာသမီးရဲ့လို့ဖြစ်လာပြီဆိုလို့ရှိရင် ယာဟုသားသမီးရဲ့လို့သူတို့ကိုသတ်မှတ်ထားပြီးဆိုလို့ရှိရင်သူတို့ရဲ့အဓိကပင်ကိုဇိုက်တည်းကဘာတွေပေါ်လာလဲဆိုလို့ရှိရင်ဒီအရာလေးကိုမလုံနဲ့တော့ဒါလေးကိုသွားမကြည့်နဲ့တော့ဟိုဟာလေးကိုမလုံနဲ့တော့အဲ့လိုသွားပြောလို့ရှိရင်အဲ့ဒီမလုံနဲ့လို့ပြောတဲ့အရာကိုရအောင်လုပ်ဒီဟာဒီမလုံနဲ့မကင်နဲ့အန္တရာယ်ရှိတယ်ပြောလို့ရှိရင်အဲ့ဒီအန္တရာယ်ရှိတယ်ဆိုတဲ့ဟာကိုတကယ်ဟုတ်လားမဟုတ်လားဆိုတော့တွားကင်ကြည့်ပြီးမှတကယ်ဟုတ်မှသူတို့လက်ခံတယ်အဲ့လိုသဘောတရားမျိုးလေးတွေရှိတယ် နောက်ယာဟုသာသမီရဲ့လို့ဖြစ်လာပြီဆိုလို့ရှိရင်သူတို့ကဟိုလူတယောက်ကိုစကားနှိုက်တာတော့လကောင်းခါကြလို့ရှိရင် လူတယောက်ရဲ့အတွင်းစိတ်ကိုနှိုက်ချင် ရင်တော့လကောင်းเนาะမိတ်ဆွေအပေါင်းအသင်းတွေကိုတကယ်မိသားစုဝင်တစ်ဖွဲ့သူတို့ပေါင်းသင်းလိုက်တယ်ပေါင်းသင်းလိုက်တယ်မိသားစုဝင်တစ်ဖွဲ့သူတို့ပေါင်းသင်းပြီးဝါပြီဆိုလို့ရှိရင်အဲ့လိုလူမျိုးကိုသူတို့ရဲ့အတွင်းစိတ်အတွင်းကြီးတွေအတွင်းမှာရှိတဲ့စိတ်သဏ္ဍာန်တွေအတွင်းမှာရှိတဲ့သူတို့ရဲ့ဟိုလျှို့ဝှက်ထားတဲ့အရာတွေတော်တော်များများကို မသိအောင်နှိပ်တတ်တယ်။စကားနဲ့တော့၎င်းအတွေးခေါ်နဲ့တော့၎င်းခါကြလို့ရှိရင်သူတို့ဘက်ကအန်ထွက်လာအောင်ဘောနော်အန်ထွက်လာအောင်လုပ်တတ်တယ်။ဒါကြလို့ရှိရင်ယာဟုတာသမီအမျိုးသမီးတွေအမျိုးသမီးတွေကဘောနော်သူတို့ကြိုက်တဲ့သူသူတို့နှစ်တက်တဲ့သူတရားရောက်ရှိတယ်ဆိုလို့ရှိရင်ဘလို့လုပ်တတ်လဲဆိုရင်ကောင်လေးကဖွင့်မပြောခဲ့ဖွင့်မပြောသေးဘူးဆိုလို့ရှိရင်အဲ့ဒီလူဖွင့်မပြောပြောလောက်သူတို့ဘက်ကမပြောပြောလောက် ်အသားလေးစကားကိုနှိုက်သွား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 ရင်းနဲ့မတင်တတ်တဲ့အချိန်ခါမှာကောက်ကနဲဆိုထမေးလိုက်ရင်တစ်ခါကဖွင့်ပြောပြီးသားဖြစ်သွားတာအဲ့လိုအဲ့လိုမျိုးတွေသူတို့လောက်တတ်တယ်စကားနှိုက်တဲ့နေရာမှာအရန်တော်တယ်နောက်တစ်ခုကတော့မျိုးဝတ်ထားတဲ့အရာလေးတွေဆိုလို့ရှိရင်တော်တော်များများမှာရာဟုတာသမီးဖြိုးဝတ်ချက်အရန်များတယ်ခါခါဖြိုးဝတ်တတ်တယ်အဲ့လှုပ်ဝတ်တတ်တဲ့အချက်တွေရာဟုတာသမီးမှာတော်တော်များတွေ့ရတယ်နော်သူတို့ကမျိုးဝတ်ထားတဲ့ဆိုသူတို့ကိုယ်တိုင်လည်းလှုပ်ဝတ်တတ်တယ်နော်သူများလှုပ်ဝတ်ထားတဲ့အရာတွေဆိုလို့ရှိရင်သူကအရန်နှိုက်တတ် အရန်နိုင်တတ်တယ်။ယဟုဒါသမီးတွေစုံတော့တာဖြစ်မယ်ဆိုလို့ရှိရင်စုံတော့တို့ထောက်လန်ယူဖြစ်မယ်ဆိုလို့ရှိရင်နော်တချို့တော့ဘသူမှမလိုက်နိုင်တဲ့အမှုကိစ္စတွေဘသူမှမလိုက်နိုင်တဲ့အတွင်းစည်းကိစ္စတွေတော်တော်များများတို့လိုက်နိုင်တယ်။ဘာကြောင့်လဲဆိုတော့ရောက်ရနေရမှာရရပုံစံနဲ့ပတ်ဝန်းကျင်နဲ့သူတို့နဲ့ဟိုလက်ရောညှိတွေ့ဖြစ်အောင်နေပြီးတော့တသားတည်းဖြစ်အောင်နေပြီးတော့အဲ့ဒီအတွင်းရရှိတဲ့ကိစ္စတွေကိုရအောင်နိုင်တာအဲ့လိုနိုင်တဲ့နေရာတွေမှာရဟုတ်တာသမီးတွေအရန်တော်တယ် အရန်တော်တဲ့အတွက်ကြောင့်မို့လို့ Yahoo သားသမီးရဲ့လို့ဖြစ်လာပြီဆိုလို့ရှိရင်ကို့အနည်းနာမှာ Yahoo သားသမီးတယောက်ရှိပြီဆိုလို့ရှိရင်နည်းနည်းလေးတော့သတိထားသူတို့တွေကနည်းနည်းလေးပြည့်ရများတယ်မာယာများတယ်ပြည့်ရများတယ်မာယာများတယ်ပညာသားပပလည်းလောက်တတ်တယ်ခါကြလို့ရှိရင်တချို့သောကိစ္စကြီးရက်လေးတွေမှာ Yahoo သားသမီးတွေကအချိန်ခါကိုစောက်တယ်အချိန်ကြီးကိုစောက်တယ်အရာအားလုံးကိုအကွက်ကြက်ကြက်ကြက်စီစဉ်ပြီးမှလောက်ကင်ဆောင်ရတတ်တာဒီ Yahoo သားသမီးတွေလို့ခေါ်တယ် ရာဟုသာသမီတော်တော်များကအစီအစဉ်တကြစနစ်တကြအရာအလုံးလောက်တတ်တယ်။လိမ့်မယ်ဆိုလို့ရှိရင်လည်းစနစ်တကြလိမ့်တာ။နော်။နောက်ပိုင်းမှာဖောက်ပြန်မယ်ဆိုလို့ရှိရင်လည်းရာဟုသာသမီတွေစနစ်တကြဖောက်ပြန်တာ။ပြပရေးရေးကိုစီစဉ်ပြီးမှအစီအစဉ်တကြနဲ့ဖောက်ပြန်တာ။အဲ့လိုမျိုးတွေလောက်တတ်တဲ့အကျင့်တော်တော်များများမှာရာဟုသာသမီမှာရှိတယ်။ရာဟုသာသမီမှာရှိတယ်။ဒါကြောင့်ရာဟုသာသမီတက်ရောက်အနားမှာရှိမယ်ဆိုလို့ရှိရင်သူတို့ကတော့မျက်ချီမပြအကဲခတ်ဖို့လိုတယ်။တခါကြလို့ရှိရင်သူတို့ကဘယ်လိုလဲဆိုတော့မျက်နှာဘူမျက်နှာ မျက်နှာအနေထားမှာသူတို့ရဲ့အမူအရာကိုဖမ်းရတာအယမ်းခတ်တယ်အယမ်းခတ်တယ်သူတို့ရဲ့မျက်နှာအနေထားဘာမှမဖြစ်တယ်လို့လို့ဘာမှမသိတယ်လို့လို့သူတို့မသိတယ်လို့လို့သူတို့ဘာမှမလုပ်ထားတယ်လို့လို့သူတို့မှအပြစ်မရှိတယ်လို့လို့ပုံစံမျိုးလေးတွေနေတတ်တယ်နေတတ်တဲ့အချိန်ကြီးပိုင်းဆိုင်ရမှာရှိတယ်ရောင်းတာသမီးတွေကိုဒီလိုပုံစံမျိုးလေးတွေတွေ့လာပြီးဆိုလို့ရှိရင်သူတို့နဲ့ပတ်သက်လို့စကားပြောလာပြီးဆိုလို့ရှိရင်နည်းနည်းလေးတော့တရိပ်ထားဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့သူကကိုယ့်အတွင်းထဲမှာရှိတဲ့ စကားစိတ်ထဲမှာရှိတဲ့စကားကိုမပေါ်ပေါ်လာအောင်စပစ်တတ်တယ်စကားပရိယေအယံကျွယ်တယ်အတွေးခေါ်ပရိယေအယံကျွယ်တဲ့အထဲမှာယာဟုသားသမီးတွေပါတယ်နော်ဒါခါကြလို့ရှိရင်ယာဟုသားသမီးတွေကသူကပူခြင်းရင်လဲသူကဖုတ်မှုမိတာဟုတ်လားအေးလာပြီဆိုလို့ရှိရင်လဲရေကလေးတော့ဖင်တာဟုတ်လားတချမ်းတချမ်းတစ်ဖက်တစ်ဖက်ကိုသူကအပူဆိုလဲအပူတတ်ကိုမဟုတ်ဘူးအေးဆိုလဲအေးတတ်ကိုမဟုတ်ဘူးအဲ့လိုမျိုးရှိတယ်နော်ယာဟုသားသမီးတွေရဲ့အနေထားတော်တော်များများကိုကြည့်တဲ့အခါကျတော့သူက ဘာကိုတွားခွန်နေဖြစ်လဲဆိုဆိုတော့မလုံနဲ့လို့ပြောတဲ့အရာကိုရအောင်လုပ်တတ်တယ်မသွားနဲ့လို့ပြောတဲ့လမ်းကိုရအောင်သွားတတ်တယ်နော်အဲမိသားစုကဒီကောင်မလေးကဒီကောင်လေးကမကောင်းဘူးဒီကောင်လေးကိုနေမကြိုက်နဲ့ဒီကောင်လေးနဲ့နေနဲ့အဆင်မပြေနိုင်ဘူးဒီကောင်မလေးနဲ့နေနဲ့အဆင်မပြေနိုင်ဘူးဒီကောင်မလေးကဘလို့ဖြစ်တယ်ဘယ်ညာဖြစ်တယ်ဆိုပြီးတော့သွားပြောသွားတားလိုက်ကြည့်အဲ့ဒီပြောလိုက်တဲ့သူရအောင်တိုက်တယ်ရအောင်လက်ခံတယ်ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်အဲ့လိုမျိုးဟောလဲဖြစ်တတ်တယ်သူကနောက်ွယ်မှာ ခိုးလောက်ရတဲ့အလုပ်ကိုသူကပို့ပြီးသဘောကျတယ်မလုံနဲ့လို့ပြောလိုက်တဲ့အရာတွေကိုတားဆီးလိုက်တဲ့အရာတွေကိုမသိအောင်လောက်ရတဲ့အရာကိုသူတို့ပို့ပြီးသဘောကျတယ်ပို့ပြီးနှစ်သက်လေးရှိတယ်အဲဒါကြောင့်လို့ရှိရင်တားဆီးလိုက်ရင်တားဆီးလိုက်တဲ့အရာကိုပို့ပြီးလောက်တတ်တယ်အဲ့လိုလောက်တတ်တဲ့အချင်းတော်တော်များများကယာဟုသားသမီးကတွေ့ရတယ်တွေ့ရတဲ့အတွက်ကြောင့်ယာဟုသားသမီးတရားရောက်ဖြစ်လာပြီဆိုလို့ရှိရင်အနည်းနာမှရှိလာပြီဆိုလို့ရှိရင်တော့သူတို့ကိုတားဆီးတာတို့ပိတ်ပင်တာတို့ချုပ်ချယ်တာတို့ဟာကြလို့ရှိရင်ကိုက အန်ဒီရဲ့ကိုကြိုမြင်လို့ဒါမလုံနဲ့ဟိုဟာမလုံနဲ့သွားပြောမယ်ကြံလို့ရှိရင်အဲ့ဒီယာဟုသားသမီးတွေပြောဖို့ကြီးကတော်တော်လောပြောရခက်တယ်။ဘာလို့ပြောရခက်လဲဆိုလို့ရှိရင်သူတို့အနေနဲ့ကပြောလိုက်တဲ့စကားတိုင်းကိုလည်းချက်ချင်းမယုံတတ်ဘူး။လူတယောက်ကိုလည်းချက်ချင်းမယုံတတ်ဘူး။သူတို့စိတ်ထဲမှာအမြဲတမ်းလို့လို့တန်မရစိတ်တွေများတယ်။ဒွိဟစိတ်တွေများတယ်။ခါကြလို့ရှိရင်ယာဟုသားသမီးတွေကြီးလိုက်လို့ရှိရင်ဒေါသကြီးတယ်လို့လို့ဟိုစိတ်ကြီးတယ်လို့လို့ရှိတယ်။ဒါပေမဲ့မဟုတ်ဘူး။ယာဟုသားသမီးတော်တော်များများကအတ္တကြီးတာ။ သူကအတ္တကြီးတာဘာကြောင့်အတ္တကြီးတာလဲဆိုလို့ရှိရင်အဲ့ဒီအတ္တကြီးတဲ့နေရာဒီမှာအချစ်ရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာသူတို့နဲ့ဆက်နွယ်မိတဲ့သူတွေကတော့တော်တော်လေးကိုတော့တရိပ်ထားရလိမ့်မယ်ဘာကြောင့်လဲဆိုတော့ပဝင်တို့ရဲ့နေရာမှာလည်းရောက်တာတူတူအထုလုံးမယ်ဟာပတ်ဝန်းကျင်မှန်မများသူ့ရဲ့ချစ်တဲ့သူတွေရဲ့အနာကိုကတ်လာတဲ့ပတ်ဝန်းကျင်ကလူတွေမှန်များဘာလို့မသူမယုံသူမယုံသူတို့ချစ်တဲ့သူကိုတခုခုအန်ရည်ပေးမှအမြဲဆိုရင်သိရှိတယ်အဲ့လိုရှိတတ်တဲ့သူတွေကလည်းရဟုတ်တာတမီးပါတွေ့ရတယ် တွေ့ရတဲ့ခါကျတော့သူတို့ဒီယာဟုသားသမီးရဲ့လို့ဖြစ်လာပြီဆိုလို့ရှိရင်သူတို့စိတ်ထဲမှာအများအားအတွေးတွေညားတယ်အတွေးတွေညားတယ်ခါကျလို့ရှိရင်စမ်းသက်ခြင်းစိတ်တွေအများညားတယ်ဘယ်အရာမဆိုယာဟုသားသမီးတွေစမ်းသက်တယ်ယာဟုသားသမီးတယောက်ယောက်နော်ဟိုယဟန်တို့ဖုန်ကြီးတို့ဒါမှမဟုတ်လို့ရှိရင်ဘာသာရေးနဲ့ပတ်သက်တဲ့ကောင်းကောင်းမွန်မွန်ဟိုဆရာသမားတယောက်ဖြစ်နေပြီဆိုလို့ရှိရင်သူ့ရဲ့နောက်ကြောင်ရသမီးကိုလိုက်ကြည့်မဟုတ်တာမှမြတ်အကုန်လောက်ဘူးလားအကုန်လောက်တာလုတ်ပြီးွားလို့ကောင်းခြင်းဆိုးခြင်းကို ဝေဖန်ပိုင်းခြားနိုင်တဲ့အခါကျတော့သူတို့ကဘာသာရေးဘက် line တွေ logic line ဘက်ကိုရောက်ပြီးတော့ဆရာသမားတွေဖြစ်ကုန်ပါအဲ့လိုတွေဖြစ်ကုန်များလားရဟူသာသမီးတော်တော်များဒီ logic ပညာရက်တွေကိုသိပြီးယုံကြည်တာမရှိဘူးသိပြီးမယုံကြည်ရအောင်ယုံကြည်လာပြီးဆိုလို့ရှိရင်လည်းထဲထဲဝင်ဝင်လေ့လာပြီးတော့သူ့ကိုယ်တိုင်ဆရာဖြစ်သွားအောင်အဲ့လိုမျိုးတွေလောက်တတ်တယ်နောက်တစ်ခုကရဟူသာသမီးတွေရဲ့အနေအထားမှာစီးပွားရေးနဲ့ပတ်သက်လာရင်ငွေကြီးနဲ့ပတ်သက်လာတဲ့အခါကျလို့ရှိရင်သူကတလုံးတလန်းဒါလုံးဒါဖြစ်ဖို့ဖြစ်ရမယ်ဟုတ်ပြိနံဒါဖြစ်တစ်ချက်အဲ့လိုမျိုးလောက်တာ ဲ့လိုလောက်တဲ့အကျင့်ရှိတယ်အဲ့လိုခေါင်းမာတဲ့အတွေးလေးတွေရှိတယ်အဲ့ဒါကြောင့်လို့ရှိရင်သူ့ဘက်ကမှားတယ်နော်မှားရင်တော့မှသူကမှားတယ်လို့ဝန်မခံဘူးဟဲ့လားအကြောင်းရင်းကဘာကြောက်ပါဘဲဟာကြောက်ပါအဲ့လိုစင်စီဆယ်ရက်လေးတွေအတွန့်လေးတွေအတဲ့လေးတွေနဲ့လှုပ်လိုက်ရပါတော့ရဟုသားသမီးတွေကမကျေနပ်ချက်ဖြစ်လာတဲ့ခါကျတော့သူတို့စကားပြောတဲ့ခါလေးတွေကိုနည်းနည်းကြည့်လိုက်ဘာနဲ့အလားတရလို့လဲဆိုတာစကားကိုနည်းနည်းလေးထိတယ်လို့လို့ငော့တယ်လို့လို့ရွဲ့တယ်လို့လို့စောင်းတယ်လို့လို့နဲ့ပြောတတ်တယ် အဲ့လိုပြောတတ်တဲ့အကျင့်ရှိတဲ့လူတွေတော်တော်များရောက်တာသမီးတွေမှာတွေ့တယ်။နော်။ရဟုတ်သားသမီးတရားရောက်အနားမှာရှိတယ်ဆိုလို့ရှိရင်မတားစီးပါနဲ့မပိတ်ပင်ပါနဲ့။သူတို့ကိုစီးတွေပေါင်းနေမထားပါနဲ့။အဲ့လိုထားတဲ့နေရာဆိုသိသိမနေဘူး။